ဘောဖမားအလုံးမင်္ဂလာပါကလောက်ကနာကနေပြန်လဲဂျူဇူလိုက်ပါတယ်ကျွန်တော်ဒီတပတ်ခြားရက်ထဲမှာတော့ကျွန်တော်တို့ပြင်းပြလေးပွဲ14တွေကိုကျွန်တော်တို့အခန့်ရှင်းပြတော့မှာဖြစ်ပါတယ်ဒီထဲမှာကျွန်တော်တို့အမ်ဒီညရှင်းပြကစားကြမယ်ညနေ့နိုင်မှာရှင်းပြကစားကြမယ်အာဆင်နယ်နဲ့ဘရန့်ဖော့တို့ရဲ့ဟိုပွဲချုပ်သုံးသပ်ချက်လေးကိုကျွန်တော်အရင်ဆုံးအနေနဲ့လောက်ပေးတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို လိုက် subscribe လုပ်ပါတယ်ညီကိုလေးနဲ့လိုက် subscribe လုပ်ပြီးကိုညီပေးတော့လို့ရပါတယ်ခွဲရဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်ရင်းသောအနေနဲ့ကျွန်တော်အထင်နဲ့တင်းရဲ့ဆုံတွေ့မှုကတော့တော်တော်လေးဥမှာကျွန်တော်ကြည့်လို့ကောင်းမှန်လို့အမြင်နဲ့ဘာတော့ကြောင်းလဲဆိုလို့ဆိုရင် brand code ကလည်းအဲတော်တော်လေးမှာကျွန်တော်တို့တို့ရဲ့တိုက်စက်ကခြေစွမ်းပြတ်တထားတဲ့ပုံစံလေးကိုမြင်တွေ့ရပြီးတော့တစ်ပတ်ကအာဆင်နယ်ရဲ့လုံးဝကိုရှုံဝဲမရှိကျွန်တော်တို့စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်အာဆင်နယ်ထပ်အာဆင်နယ်အတွက်ထပ်ပြီးတော့ကျွန်တော်တို့ နိုင်ပွဲတွေကိုထပ်ပြီးတော့ဖော်ဆောင်နိုင်မဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ Okay အဲဒါဆိုဗီဒီယိုလေးမျိုးစတင်ကျွန်တော်ရဲ့ YouTube channel ကို like and subscribe မလုပ်ကြသေးညီကိုလေးနဲ့ like and subscribe လုပ်ပြီးကိုညီပေးသားလို့ရပါတယ်။ Okay ဗီဒီယိုလေးကိုစလိုက်ကြအောင်။ရင်းဦးဆုံးအနေနဲ့ကျွန်တော်ဒီနှစ်သင်းရဲ့စုံပေးမှုမှာတော့ Arsenal အနေနဲ့တော့ဒီနှစ်ပွဲမှာတော့ကျွန်တော်နိုင်ပွဲကိုဆက်လက်ပုံဖော်သွားမယ်လို့တော့မြင်တယ်။ဘာအတွက်ကြောင့်လဲဆိုလို့ရှိရင်ညပွဲမှာဆိုရင်တော့ကျွန်တော် Manchester City ကကျွန်တော် Fulham ကိုနိုင်ပွဲတွေကိုရထားတဲ့အတွက်ကြောင့် ျွန်တော်တို့အမှတ်ကွာဟချက်မှာကျွန်တော်နှစ်မှတ်လောက်ထိကိုပြန်လဲကျင်းမြောင်းလာတဲ့အတွက်ကြောင့်အမှတ်ကွာဟချက်ပြန်လဲကျွန်တော်တို့ဝေးသွားဖို့ဆိုလို့ရှိရင်အာဆင်နယ်အနေနဲ့ဒီပွဲမှာတော့ကျွန်တော်တို့နိုင်ပွဲကိုပြန်လဲပုံဖော်ဖို့လိုအပ်တယ်နိုင်ပွဲလည်းရမယ်လို့ထင်ပါတယ်ဘာအတွက်ကြောင့်လဲဆိုအိမ်ဝင်လည်းဖြစ်တယ်ကစားသမားတွေလည်းတော်တော်လေးမှပြန်လဲစုံလင်လာတဲ့အတွက်ကြောင့်အာဆင်နယ်အတွက်ကတော့နိုင်ပွဲမခက်ဘူးလို့တော့ကျွန်တော်မြင်တယ် ကျွန်တော်ပြန်ကြည့်ရမှာဒီပွဲမှာတော့ဂိုးပြက်မပြက်ပဲကျွန်တော်ပြန်ကြည့်ရမယ့်အနေထားလေးမှာရှိမယ်နောက်ဆုံးရှင်ပြိုင်နိုင်ကျွန်တော်နောက်၅ပွဲမှာဆိုရင်တော့အာဆင်နယ်အနေနဲ့ကျွန်တော်တို့၃ပွဲနိုင်ကျွန်တော်တို့၂ပွဲတည်ကြထားတာကိုတွေ့ရမယ်နောက်ဆုံး၂ပွဲကြည်တည်ကြထားတာလည်းဆန်နာလန်ကိုတို့အနေနဲ့အဝေးကမှတွားရရှင်ပြိုင်နိုင်ပွဲမှာ1-1ဆိုပြီးတော့ပြီးတော့ကျွန်တော်ချက်စီနဲ့ကျွန်တော်လန်ဒန်ဒါဘီပွဲမှာတော့တို့အနေနဲ့ဝမ်ဝမ်ဆိုပြီးတော့တေရလက်ကိုပုံဖော်ထားပြီးတော့ကျန်တဲ့ပွဲစဉ်တွေမှာမှန်တယ်ကတို့အနေနဲ့ဂိုးပြက်တွေကိုပဲအနိုင်ရလက်ကိုပုံဖော်ထားတွေ့ရတယ် ဘိုင်ယန်မြူးနဲ့လိုအသင်းကောင်းပြီးလို့ဆိုရင်ကျွန်တော်တို့အဲတော်တန်ဟော့စ်ဘားလိုမျိုးအသင်းရဲ့ပြီးရင်ကျွန်တော်တို့အဲချန်ပီယံလိပွဲတွေမှာဆိုရင်လည်းသူတို့အနေနဲ့ဂိုးပြတ်တွေကိုပဲနိုင်ပွဲတွေပုံပေါ်ထားတဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့ဒီနှစ်ပွဲမှာလည်းထပ်ပြီးတော့ကျွန်တော်တို့ဂိုးပြတ်သွားမဲ့အခြေအနေမျိုးတွေကိုမြင်တွေ့ရမယ်ဒါမှမဟုတ်ပဲတစ်ဖက်ကကျွန်တော်တို့ဘရန်ဖို့ရဲ့ထင်မှတ်ထားတဲ့တုံ့ပြန်ချက်တွေကိုတော့ကျွန်တော်ထည့်တာဆောင်ရမယ်ဘရန်ဖို့ကလည်းသွားပြီးတော့ထင်သေးလို့မြင်ရတဲ့အသင်းသတင်းဖြစ်တယ်လို့မြင်တယ်ဒီနေ့တည်းကကျွန်တော်တို့နောက်ဆုံးတွေ့ဆုံထားတဲ့ဟတ်တူအထိတ်တိုက်တွေ့ဆုံမှာဆိုရင်တော့ နေနန်းလိုလိုအာဆင်နယ်ရဲ့အသာစီးရတာတွေ့ရပြီးတော့ကျွန်တော်တို့အာဆင်နယ်နဲ့ခုနှစ်ကြိမ်အထိကိုနိုင်ပွဲကိုပို့ဆောင်ထားပြီးတော့ကျွန်တော်နှစ်သိန်းကြိမ်ပဲတည်ကြထားတဲ့တကြိမ်ကျွန်တော်တို့အဲရှုံးနေထားတယ်ဘရန်ဖို့ကတော့ကျွန်တော်တကြိမ်နိုင်ထားတယ်ပေါ့ဗျာအဲဒီထဲမှာကျွန်တော်တို့တည်ကြတဲ့ပွဲကတော့ကျွန်တော်မနစ်ကရာဒီမှာတော့တို့အနေနဲ့နောက်ဆုံးပွဲမှာတော့တို့အနေနဲ့တည်ကြလက်ကိုပုံဖော်ပြီးတော့အာဆင်နယ်အင်္ဂုမဝမ်ဝမ်ဆိုပြီးတော့ကျွန်တော်တို့အဲပုံဖော်ထားနိုင်တယ်ဗျာဒီတော့ကြောင့်လဲကျွန်တော်ဒီနေ့တင်းရဲ့ကျွန်တော်တို့ဆုံတွေ့မှုမှာတော့ တော့တော်တော်လေးဥမာကျွန်တော်ကြည့်လို့ကောင်းမယ်လို့မြင်တယ်အာဆင်နယ်နဲ့အမှတ်တွေထပ်ပြီးတော့ခွာဖို့ဆိုရင်တည်နေပွဲကတော့မဖြစ်မနေနိုင်ပွဲဆက်မဲ့ပွဲတစ်ပွဲလို့မြင်တယ်တော့အာဆင်နယ်ရဲ့အိမ်ခွင်မှာလည်းကျွန်တော်တစ်ဖက်ကကျွန်တော်တို့ Brentford အသင်းနေတခါမှနိုင်ပွဲကိုတော့မရရှိထားတာကိုကျွန်တော်တွေ့ရမယ်ပြီးများလည်းကျွန်တော် Wave နှစ်ပွဲမှာဆိုရင်လည်း Brentford အသင်းနေနှစ်ပွဲသလုံးရှုံးနေထားပြီးတော့သူတို့နေကိုပြက်လူမျိုးပုံစံမျိုးလေးရှုံးနေထားတဲ့အတွက်ကြောင့်ဒီတစ်ခါတိုးဆိုမဲ့ Arsenal အင်ကွန်းမှာတော့ Brentford တို့ကတော့တော်တော်လေးကိုလွယ်ကူနေမယ်လို့မထင်ဘူး Arsenal တို့ကတော့မခက်ခဲပဲနဲ့နောက်ထပ် ကျွန်တော်နိုင်ပွဲကိုထပ်ပြီးတော့ပုံဖို့သွားမယ်လို့နေနေခွဲရဆိုကျွန်တော်ဒီနေ့သိရဲ့ command line လေးကိုအရင်ပါတင်လိုက်ကြအောင်ဒီနေ့သိမှာတော့ကျွန်တော်တဖက်က front foot နေမှာတော့ကျွန်တော်ကိုသမနိုင်ငံမှာတော့ corner glare လေးဟာပဲပွတ်ထလာပြီးတော့ကျွန်တော်နောက်တက်မှာဆိုလို့ area တို့ calling တို့ ban ban တို့ပွတ်ထလာမယ်ပြီးလို့ရှိရင် queen လဲတွက်ဖက်ဆိုမှာဆိုလို့ KOD ပြီးလို့ရှိရင်ဒီကရာမူးရက်တို့ရှိမယ်နောက်တစ်ယောက်ကကျွန်တော် jar နဲ့ henry ရှိပြီးတော့သူရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ shari နဲ့ tio တို့ပဲပွတ်ထလာမယ်မြင်တာ tio လဲကျွန်တော်ရှေ့ပွဲတွေမှာကျွန်တော် twin code တွေတော်တော်လေးမှ twin ထားတဲ့အတွက်ကြောင့်ဒီ type set ကလည်းတော်တော်လေးကောင်းမွန်တယ်လို့ပြောလိုက်ရမယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့မျက်နှာမြင့်တွေနဲ့ကျွန်တော်တို့အဲကစားသမားတွေရဲ့ကျွန်တော်တို့သူတို့ရဲ့ reservation တွေမှာတော်တော်လေးမှအချိတ်ဆက်မိတယ်လို့မြင်တယ်။အထူးသဖြင့်သူတို့အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ အဲဘရက်ဖို့အကြည့်မယ်ဆိုရင်တို့ကကွင်းလေရနေတော့ဘောလုံးကိုပြန်ပြီးတော့ကျွန်တော်တို့တစ်ဖက်ကကျွန်တော်တို့တိုက်ဆက်နေတဲ့အချိန်မှာကွင်းလေရနေတော့ကျွန်တော်ကွင်းလေတို့နောက်တန်းနေတော့ဓာတ်ရိုက်ဘောလုံးတွေကိုပေးတဲ့ပုံစံမျိုးရှိတယ်ဒီဘောလုံးပေးမှုမှာဆိုရင်လည်းကျွန်တော်တို့အဲလီဗာပူးကစားသမားဟာဝန်ဖြစ်တဲ့ကျွန်တော်တို့ဟာနာဆန်တို့ပါလို့ဆိုရင်လည်းတော်တော်လေးမှကျွန်တော်ကောင်းမွန်တဲ့အဲပေးပို့မှုတွေရှိတဲ့အတွက်ကြောင့်အာဆနယ်အနေနဲ့တော့ဒီရာကိုတော့သတိထားမယ်လို့အမိနဲ့တော့တော့ကွင်းလေမှာဖြစ်ဖြစ်ကျွန်တော်နောက်တန်းမှာလည်းတိုက်ဆက်ဆင်နေတဲ့အချိန်မှာတော့ကိုယ့်စီကဘောလုံးပြတ်သွားလို့ဆိုရင်တို့ကဒီလိုမျိုးပုံစံမျိုးနဲ့သွားတဲ့အတွက်ကြောင့် ီဟာတော့ကျွန်တော်အမြင်အရဆိုရင်တော့သတိကြီးကြီးထားဖို့လိုအပ်တယ်လို့အမြင်တယ်။အဲအဲ့လိုမျိုးတော့သတိကြီးကြီးထားပြီးကစားသွားနိုင်မယ်ဆိုရင်တော့အာဆင်နယ်အတွက်ကတော့ထပ်ပြီးတော့ကျွန်တော်တို့မခက်ခဲပဲနဲ့ကျွန်တော်တို့နိုင်ပွဲကိုအေးအေးဆေးဆေးရယူမယ်ပွဲတစ်ပွဲလို့တော့မြင်တယ်။ခွဲဆိုရင်ကျွန်တော်တို့အာဆင်နယ်ရဲ့ကျွန်တော်တို့ line up လေးသာအာဆင်နယ်မှာသူတို့ရဲ့ကိုယ်သမားနေရာမှာတော့ဒီဘရိုင်ယာပဲပွဲထွက်လာမယ်။နောက်တန်းမှာတော့သူတို့ရဲ့ အဓိကကစားသမားဖြစ်တဲ့14ပါးတို့ကာဘီယာတို့ဒံယာပြဿနာတွေကြုံတွေ့နေရတဲ့ကြောင့်တို့အရင်ကစားသမားတွေနဲ့ပွဲထွက်လာမှာရှေ့ပွဲမှာလည်းကျွန်တော်ချက်စီးနဲ့ပွဲမှာလည်းတို့ရဲ့နောက်တန်းကစားသမားတွေကတော်တော်လေးမှကောင်းမွန်တဲ့ကျွန်တော် performance တွေပြထားရတဲ့ကြောင့်ဒီနေ့ပွဲမှာလည်းတို့ရဲ့အင်ကွန်ကထပ်ပြီးတော့ကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတွေကိုဆက်လက်ပြသသွားနိုင်မယ်လို့ကျွန်တော်မြင်တယ်အဲကျွန်တော်နောက်တန်းလေးရောက်နေမှာကျတော့ကျွန်တော်တင်းပါလို့ရှိမယ်ပြီလို့ဆိုရင်ကျွန်တော်တို့မော်စကွီးယားနဲ့ဟင်ဂဘီလို့ရှိပြီးတော့ပြီလို့ဆိုရင်တော့ကျွန်တော်တစ်ဖက်မှာတော့လူးစ်ကယ်ဒီမဟုတ်လို့ဆိုရင်ကျွန်တော်ကလာဖီယိုလီပဲပွဲထွက်လာမယ်လို့မြင်ကွင်းလယ်မှာဆိုရင်တော့သူတို့ အဲကွန်လေတို့ပြောင်းလဲနည်းငယ်လုကောင်းလုလိုက်မယ်ရှေ့ပွဲရပုံစံမျိုးမျိုးနဲ့သူတို့ရဲ့ဒီကကစားသမားဖြစ်တဲ့အိုရီကတ်တို့ဘာတို့လည်းပြန်လာပြီးပြလို့ဆိုရင်ပရာယောကရက်တို့လည်းဒဏ်ရာနေပြန်လဲတက်တာလာတာအာဆင်နယ်တို့တော်တော်လေးမှကောင်းတော့ကျွန်တော်မြင်ရဆိုရင်တော့ကောင်းမွန်တဲ့ကျွန်တော်တို့ပုံစံတွေလို့မြင်လဲဘာတော့ကြောင့်လဲဆိုလို့ဆိုရင်ပွဲချက်တွေကိုရင်ဆိုင်ရမယ့်အဲနှစ်ပွဲအဲသုံးရက်တစ်ပွဲလောက်ဖြစ်မဲ့အဲ ပွဲတွေမှာသူတို့အနေနဲ့လူတွေပြန်လဲဆုံတာတော်တော်လေးမှကောင်းမွန်တယ်လို့မြင်နေတယ်ကျွန်တော်နောက်တန်းမှာပဲသူတို့အနေနဲ့အာရော့သွားမဲ့ပုံစံလေးရှိတယ်ကျွန်တော်ကွင်းလေတိုက်စကဘာမှပြောစရာမလိုတယ်ပဲတဲ့အာဆင်နယ်တက်ကတော့ဒီနေ့ပြင်းပြလေးမှာဆိုရင်တော့တော်တော်လေးမှတကောင်နဲ့ပြင်းနေအမှတ်ကဖျက်ထားတာတော်တော်လေးမှကြာပြီလို့မြင်တယ်နောက်ကကျွန်တော်အသင်းနေနဲ့အမှတ်ထပ်ပြီးတော့အဲကက်လိုက်မလောင်ဒီနေ့ပွဲကတော့ထပ်ပြီးတော့ဖျက်မယ်လို့မြင်တယ်ကွင်းလေမှာဆိုတော့သူတို့ရဲ့အဓိကကွင်းလေကစားသမားဖြစ်တယ် ဟိုဒီကတော့ရှိမယ်ပြီးလို့ရှိရင်ဒီ grand ride လို့ရှိမယ်ပြီးလို့ရှိရင်တော့ကျောင်းမြာဆိုဇူဘီမန်ဒီလို့လည်းပဲပွတ်ထွက်လာမယ်လို့ပြောရအောင်မှန်ဖို့ရဲ့အစီတို့ပါလုံးလည်းပဲပွတ်ထွက်လာဖို့ရှိတယ်လို့ပြောရတိုက်စစ်မှာဆိုရင်တော့တပတ်မှာတော့သူတို့ရဲ့ဒီကကစားသမားဖြစ်တဲ့စာကာရှိမယ်ပြီးလို့ရှိရင်ရောပရီတာယောကရက်ပဲပွတ်ထွက်ပွဲပြန်ထွက်လာမယ်လို့မြင်တယ်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ main road ဆိုရင်လည်းတော်တော်လေးမှကျွန်တော်အဆင်ပြေတယ်အဆင်ပြေတယ်လို့မြင်တယ်ချစ်ကျွန်တော်ချက်စီနဲ့ပွဲမှာလည်းသူ့အနေနဲ့ကျွန်တော်တို့ချစ်ပါကိုးတွေပါတွင်းပြီးတော့ကျွန်တော်အနိုင်ကိုးတွေပါတွင်းနိုင်မဲ့ခွင့်ရေးတွေရှိခဲ့ပေမဲ့သူတို့နဲ့တေရလက်ကိုသာ အဲဥတီသွားတယ်လို့ပြောတယ်နောက်တစ်ဖက်မှာကျတော့ကျွန်တော်တစ်ဖက်ကကျတော့ trustor အနေနဲ့ဒင်ဟာရထားတဲ့အတွက်ကြောင့်မာဒူကီတို့ဘာတို့ပြန်လဲပွဲထက်လာမယ်လို့တော့မြင်တယ်ဒီနေ့တင်းရဲ့ဆုံပေးမှုမှာတော့ arsenal အသင်းပဲထပ်ပြီးတော့ကျွန်တော်နိုင်ပွဲတွေပုံပေါ်သွားမယ်လို့မြင်တယ်ဒီနေ့တင်းရဲ့ဆုံပေးမှုမှာအများတန်းလို့လို့ကျွန်တော် goal အများလေးရှိတဲ့အတွက်ကြောင့်ဒီတစ်ခါဆုံပေးမှုမှာတော့ကျွန်တော်အမြင်အရဆိုရင်တော့ arsenal အသင်းနေနဲ့3-0လောက်နဲ့ပဲကျွန်တော်တို့ နိုင်မွေးကိုထပ်ပြီးတော့ပုံဖော်သွားနိုင်မယ်လို့တော့မြင်တယ်။ဒီဘက်မှာလည်းကျွန်တော်တို့ brand flow အသင်းတွေနဲ့ကျွန်တော်တို့အဝေးခွင့်တွေနောက်ဆုံးရှိမဲ့တိုင်းဘောဒီမှာသူတို့အနေနဲ့ရှုံးနေထားတဲ့အတွက်ကြောင့်ဒီကရှင်ပြန်မဲ့ကျွန်တော်အာဆင်နယ်အသင်းတို့တော့သူတို့အနေနဲ့အဲဒုက္ခပေးကောင်းပေးနိုင်လိမ့်မယ်။ဒါမှလည်းသူတို့အနေနဲ့နိုင်မွေးကိုပုံဖော်ဖို့ဆိုတာတော်တော်လေးမှခက်ခဲမဲ့ပွဲတစ်ပွဲလို့တော့မြင်တယ်။ဒီနေ့တင်းရဲ့ဆုံတွဲမှုမှာဆိုရင်တော့ကျွန်တော်မြင်ရဆိုရင်တော့အာဆင်နယ်ပဲထပ်ပြီးတော့နောက်တစ်ကြိမ်ကျွန်တော်တို့ပြီးများလေးကိုအဆင့်တစ်ကိုထပ်ပြီးတော့ဥဆောင်အောင်မယ်လို့တော့မြင်တယ်။ โอเคညီကိုတွေနဲ့တညချင်မြင်ကြမယ်ကျွန်တော်အာဆင်နယ်နဲ့ဘရန့်ဖို့ရဲ့ပွဲကိုဘယ်လိုမြင်ကြလဲဝင်ရောက်ဆွေးနွေးမှတ်ချက်ပေးတော့လေ့ရပါတယ်လာရောက်ကြည့်ရှုပေးတဲ့ညီကိုတရားချင်းတိုင်းကိုကျေးဇူးများတင်ပါတယ်ကျွန်တော်ရဲ့နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတော့ဗျာ